ဲ့ဝင်ကဲကလေးတွေကိုပြစ်မထားပါနဲ့ကလေးတွေကိုပြစ်မထားကြပါနဲ့ตาดิตะมี้ดิมวยได้แต่กาจ้าละရှင်อนีกันနေไปจ้าบาบาปิโลเลยสรเอา16นาที19นาทีไลฟ์ปี้จ้าดาไลฟ์ปี้จ้าดาမြန်မာနိုင်ငံမှာไลฟ์ปี้จ้าดาดิยอตัดတယ်အမှုတွေยอအဆုံးပေါ့เนาะ ကျမမှာတာနှစ်ယောက်ရှိတာ16နှစ်ပြည့်ပြီးသား19နှစ်တယောက်ရဲ့17နှစ်ကျော်17နှစ်ပြည့်မဲ့တယောက်ရဲ့သူတို့အကြောင်းနေအကြောင်းကောင်းကောင်းသိရဲ့10နှစ်မပြည့်ခင်တည်းကမေမေပတ်စံ10သိန်းပေးဟာကလောအနောက်မှာပါတယ်နောက်မှာပါတယ်မဟုတ်တာကြားနေရပဲမဟုတ်တာကြားနေရပဲပတ်စံတောင်းနေပြီးလို့ရရှိတာ online ပဲခလေးပဲ popular ပဲလို့ပြောပေမဲ့သူတို့ကိုအများကြီးနေဖို့လိုတယ်เนาะအခုဆိုတော့ကြည့် ခိခတချင်းပလဲဝဲတချင်းပါလဲဗါရဲကုနာဘာချင်းရောမမျိုးကိုအတွင်းနဲ့ဝယ်မယ်နေရောအဲပြီးတဲ့ခါကျရင်ကြိုက်လိုက်ရင်လေလေအမေထဲတောင်မှအသက်ကသူမသားကိုအသူပါတွေကိုကြိုက်တာအာအဲ့ဒါယူဆိုင်ကြမှာကိုသားလေးတွေတမီးလေးတွေကိုနော်မဟုတ်တာလည်းမဟုတ်ဘူးလေဟုတ်လားမဟုတ်လားကဲဒီမှာရှိရအသက်30ကျော်တယောက်ပါတယ်20ကျော်ပါတယ်တို့တွေကကလေးတွေဖြစ်ပြီးရောဟိုး10ကျော်သက် စက်တနေစက်နှစ်တွေကပြဿနာတွေတက်နေတယ်။တားနှစ်ယောက်မှာ၁၉နှစ်နဲ့တားတော့နည်းနည်းတော်သေးတယ်။ဒီစက်နှစ်နဲ့၁၃နှစ်ပြည့်တော့မှတားတော်တော်လေးအချိန်တွေကတော်တော်ထိန်းနေရမဟုတ်တာလားမဟုတ်တာလားပြောမဟုတ်လို့လားအဲ့ဒါလေတွေ့ရင်လေ immigration က immigration officer ကိုလည်းရှိတ်တာလေ မဟုတ်တာလဲကြာနေရပဲတကယ်ကိုသားသမီးတွေကိုမလွတ်ထားကြပါနဲ့အခုလိုက်ပြေးတာတွေရောတတ်တဲ့မှုတွေကိုမြန်မာနိုင်ငံမှာအနီးကကိုသားတွေကိုသမီးတွေကိုစောင့်ရှောက်ကြပါပတ်စံရှာပေးုံနဲ့ဖေဖေမေမေတောင်းအောင်မချင်သေးဘူးလို့ပြောရမလားအော်မနီးကဖက်လိုက်ရတဲ့သတင်းဆိုရန်ဝန်းနေတယ်စိတ်မကောင်းဖြစ်ရပါတယ်ဖေဖေမေမေတို့ကဆရာဝန်တွေဖြစ်နေပြီးတော့တသားလေးရဒီအမှုမျိုးဖြစ်တယ်ဆိုတော့အော်သားသမီးချင်းကိုချင်းစာပြီးကျမသားလေးသားဆိုရင်အမတန်အာဒါလေး းစာနာမိပါတယ်။ဒါကြောင့်မှကိုယ့်ရဲ့သားတွေသမီးတွေကိုယူဆကြပါလို့အာဒီနေ့3မိနစ်ပြောမယ်အဟာမှာတော့ဒါလေးမျှဝေလိုက်ပါတယ်။မနေ့ကတော့အရန်နေလှုပ်ရှုပ်ပြီးတော့ပူတူးကြောင့်မတင်နိုင်နိုင်ဘူးပူတူးတက်နေပူတူးတက်နေလှုပ်ရှုပ်တာနဲ့ကောပစ္စည်းတွေပြောင်းလာရွှေ့တာလေးရှိနေတဲ့အတွက်ကြောင့်လေး ဒါကြောင့်မာကျေးဇူးတင်ပါတယ်။ဗာလေးရေတည်ခြင်းလဲမနက်ပြန်တော့စင်ကူရောက်မယ်။တပတ်ကကြာရင် တွေ့ကြမယ်။အာမေးခြင်းတဲ့လူတွေ online ပဲမေးနေရတာတဲ့လူကိုယ်တိုင်လာမေးလို့ရပါတယ်။ redam redam မဲ့ဘယ်လိုလေးလုပ်ကြမယ်။အာပတ်စံလေးတွေဘယ်လိုပေးလို့ရရတယ်။ဒေါ်သနာတယောက်အာဘယ်လိုဖြတ်တန်းနေတယ်။အဲထိုင်းနိုင်ငံကိုလာလဲတဲ့ခါကြာရင်ချိန်မှန်ကိုလည်းလာလဲလို့ရတယ်လို့စင်ကူကမျိုးတွေကိုလည်းလူတွေ့ပြီးတော့ရှင်းပြပါမယ်လို့လေးစားစွာနဲ့ဒီကနေ့ပြီးတော့ ြောလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာရှိသောနေ့ဖြစ်ကြပါစေ